အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ည9:45မှာဆိုရင် Manchester United Old Trafford မှာ ဝက်ဆန်သူကိုပရီးမီးယားလိပွေးစဉ်36ပြည့်ယူနိုက်တက်အသင်းကကစားဖို့ရှိတယ်။ဆိုတော့အဲ့ဒီပွေးစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွေးကြိုသုံးသက်ချက်ကိုလည်းမနေ့ကတင်ပြတာရှိတယ်။ညီကတို့မကြားသေးဘူးဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးမှာဝင်ရောက်ကြည့်ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါရစေ။ဆိုတော့ကျွန်တော်ဒီကနေ့မှာတော့ပေါ့ဗျာပွေးမစခင်ကစားသမားတွေပြလို့ချင်းနှစ်ဖက်အသင်းကျွန်တော်တို့ဘလို့ရလဲထုတ်ပေါ်မလဲနောက်တစ်ခုအသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ဝင်စားစရာဆိုတာဆွေးနွေးကြအောင်စာသမားတွေအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါမင်းငါဆိုရင်ကျွန်တော်ညာပိုင်းလောက်မှာပွေးကြုံသုံးသက်ချက်ဗီဒီယိုတင်ပြထားတာရှိတယ်။အဲညီကိုတို့ ကြည့်ပြီလားတော့မသိဘူးမကြားသေးဘူးဆိုရင်လည်းတော့ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်။ဘာဖြစ်ဆိုတော့ကျွန်တော်တို့ကဒီပွေးကျွတ်သုံးသက်ချက်တွေပွေးပွေးသုံးသက်ချက်တွေလို့တဲ့အနေအထားတစ်ခုမှအထူးသဖြင့်ပွေးကျွတ်သုံးသက်တဲ့ဆိုရင်ကျွန်တော်တို့အခု၂ရက်တပွေး၃ရက်တပွေးကစားရတယ်။အဒီနေထားတစ်ခုမှတချို့ဖန်တွေကလည်းဒီတရက်ချပြီးတော့တင်တဲ့အနေအထားတစ်ခုမှသူတို့လေးကြည့်ရှုဖို့အတွက်အဆင်မပြေဘူးထင်ပါတယ်။ဒါကြောင့်ကြည့်ရှုသူကတော့နေတာပေါ့ဗျာ။ဆိုတော့ထားလိုက်ပါကျွန်တော်တို့တကယ်လို့ကြည့်မယ်ဆိုရင်လေတော့ကျွတ်လို့ရပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့အတင်းကားပေါ့ဗျာဒီညညဝစင်းအတင်းကိုကိုရေးအုပ်ထွက်ပုံမှာလက်ခံကစားမယ်ဆိုတော့အတင်းအတွက်ကတော့နိုင်ဖို့ဆိုတာတစ်ခုကစားသမားဒီအင်ဂျူရီပြဿနာဒဏ်ရာပြဿနာမကြုံရဖို့ပဲကျွန်တော်တို့ဥတည်ပြီးတော့တွားရမှာအမရဲအနေနဲ့က press code press တိစားရှင်းလင်းပုံမှာသူပြောထားခဲ့တယ်ကစားသမားတွေအနေနဲ့ပေါ့ဗျာဒီနေ့ပွဲကိုဆိုရင်လည်း တချို့တဝက်အရေးကြီးကစားသမားတွေကလည်းပါဝင်လာဖို့ရှိနေတယ်ဒီကစားသမားတွေကိုကျွန်တော်အနာပေးလို့မရဘူးဘာဖြစ်လို့ဆိုတော့ကစားသမားတွေအရဆိုရင်ပုံမှန်ပွေးထောက်ခွင့်ရှိနေဖို့လိုတယ်အထူးသဖြင့်ကျွန်တော်မေဆန်မောင်းတို့လူရှော့တို့ဒဏ်ရာပြဿနာအင်ဂျူရီပြဿနာကနေတက်တာလာပြီးတော့အတင်းနဲ့ပွေးထောက်ကစားနေတဲ့ကစားသမားအများစုကို ဆိုလိုခြင်းဖြစ်တယ်ပေါ့ဗျာကျွန်တော်အတင်းမှာကအခုဆိုရင်ကစားသမားတွေဘက်ကိုကြည့်အောင်လို့ကြည့်ပေါ့ဗျာ တော့တန်ရပြဿနာကြုံနေရတယ်အဲ့ဒီတန်ရပြဿနာကတက်တက်လာပြီးတော့အတင်းနဲ့ပွေးထုတ်ခွင်းကစားမယ်ဆိုရင်အဆင်မပြေမှုရှိတယ်ဒါကြောင့်နေပြဖြစ်သူအမ်မိုရယ်ကကစားသမားတွေကိုဖြည့်ဖြည့်ချင်းဖြည့်ဖြည့်ချင်းနဲ့ပုံမဲ့ပွေးထုတ်ခွင်းပေးပြီးအနေထားမှာရှိနေတယ်မေဆန်မော်တို့ဆိုရင်လည်းပုံမဲ့ရှည်စမ်းနဲ့တင်ညီလာပြီးတကယ့်ကိုလည်းနပွေးကစားတဲ့ပထမပွဲမှာဆိုရင်ပထမပိုင်းကလေးကနေပါဝင်ခဲ့တယ်ပြီးပါဝင်တဲ့ပွဲစီမှာဆိုရင်ဒုတိယပိုင်းမှာသူ900လူစားပြောင်းလဲမှုအနေနဲ့ဝင်လာပြီးတော့တွင်းခဲ့တယ်ဆိုတော့ဒီလိုအနေနဲ့တစ်ခုမှကျွန်တော်တို့နောက်တန်းဆက်တဲ့ပွဲမှာဆိုရင်လူရှော့တော့ စသဖြင့်ပေါ့ဗျာအင်ဂျူရီပြဿနာနဲ့ဂျုံထွက်ပြီးတော့အသင်းနဲ့တူတူကစားပြနေတဲ့ပလေယာတွေကိုကျွန်တော်ဒီဖြည်းဖြည်းချင်းနဲ့ကိုအသင်းမှာနေရာပေးဖို့တော့လိုတာပေါ့ဗျာလာမယ့်နေရာတည်းအပြောင်းရှင်မှာဒီကစားသမားတွေထွက်ခေါ်မလားမထွက်ခေါ်ဘူးလို့ဆိုတော့ကျွန်တော်ပြောဖို့လိုသေးတယ်သူသဖြင့်ကက်စမီရိုဆိုရင်ပေါ့ဗျာပီဂရေရာတီပြီးလို့ရှိဒီရာတီအစာပိုင်းမှာသူတို့ရဲ့ခြေစဲပိုက်တွေတကိကိုရုံးကန်ပြီးတော့အချင်းနေမကောင်းဘူးဒါကြောင့်ကျွန်တော်အဲ့ဒီကွင်းလေနေရာမှာဆိုရင်ဥပမာရင်တို့ တခြားတော့လူငယ်ကစားသမားတွေနဲ့အစားထိုးပြီးတော့ပြီးလို့ရှိကျွန်တော်ဒီမိယာဒီမှာဆိုရင်ဥကာတေတို့ကျွန်တော်ခေါ်ခဲ့တယ်ဆိုတော့ဒီလိုအနေအထားတစ်ခုမှာနောက်ပိုင်းကက်စမီရိုကတကယ့်ကိုတင်ကြီးလာတယ်အဲ့ဒီ defensive နေရာမှာဆိုရင်လည်းကျွန်တော်အကောင်းဆုံးဖြစ်နေတဲ့ပုံစံမှာကျွန်တော်တို့တွေ့ရတယ်အသင်းဘက်ကတော့ဒီကစားသမားကိုနေရာဒီဈေးကွက်မှာနေရာဒီအပြောင်းရှိမှာရောင်းချမလားမရောင်းချဘူးလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာကစားသမားတယောက်နေနေပေါ့ဗျာချင်းချင်းပြောလို့ချင်းတပွေးတလေကောင်းလို့ဒီကစားသမားကို setting ထားမယ်ဟဲ့ဆိုလို့ ကျွန်တော်တို့အသိမှမရပါဘူး။ဘာကြောင့်လဲဆိုရင်ကိုအသိနေနေပေါ့ဗျာ။အခုဒီရာသီလို့မဟုတ်ပါဘူး။ပြီးကလေးရာသီရာသီဒီတိုင်းမှာကစားသမားတွေရဲ့အခန်းကဏ္ဍကဘယ်လိုပြောရမလဲ။တရာသီနည်းနည်းမှာဗျာကျွန်တော်တို့38ပွဲရှိလို့ရှိရင်စေပွဲလောက်ကောင်းလို့ဖေးရမလို့ဟုတ်တယ်မလား။ဒါပြေကျွန်တော်အင်ဂျူပြက်တနာအဲ့ဒါတွေကျွန်တော်အရေးကြီးတယ်။ပြီးလို့ရှိရင်ကစားသမားတွေရဲ့အသေးပိုင်းဆိုင်ရာဒီလိုပုံစံအနေထားတစ်ခုမှကျွန်တော်အသင်ကယောက်ချတဲ့ကစားသမားတွေရောင်းထုံးတဲ့ကစားသမားတွေအသင်ကထွက်ခေါ်နိုင်ခြင်းရှိတဲ့ 100%တေချာတဲ့ကစားသမားတွေကိုကျွန်တော်တို့ရောင်းချဖို့လိုတယ်အခုအငားနဲ့ကစားနေတဲ့ real bet တဲ့မှာကျွန်တော်တို့စင်တော်မာလာစီယာတို့ဂျီလန်ဆန်ဂျိုမာကရက်ဘို့အဲ့လိုကစားသမားတွေအပြင်ကျန်တဲ့ကျွန်တော်ခရစ်စတင်အေရစ်စင်တို့ကွင်းလေနောက်တန်းကွန်လိုနီပေါ့ဗျာကျွန်တော်တို့ကစားသမားတွေမှာဆိုရင်ဆီယာလောက်ရှိတဲ့ရောင်းချဖို့အတွက်စင်မလို့အနေနဲ့ကလည်းအသေးမှဆက်ရှိစေချင်တဲ့ပုံစံရှိနေတယ်ဒါမလို့အတင်းချင်းတောင်းဝင်ရှိသူတွေကဘယ်လိုလာမလို့ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာဒီနေ့ည9:45မှာဆိုရင်လေကိုအတင်းအနေနဲ့ အာကစားသမားတွေအဖိုးဖွားဗျာကျွန်တော်တို့ဒီလောက်အားနည်းနည်းပြဖို့လိုနေ။လာမယ့်ကျွန်တော်တို့20ရက်နေ့မှာဆိုရင်ပြည်ပအောင်နိုင်ငံမှာကစားမယ်။ယူပါလိုက်ဘူလူပဲစပါနဲ့ပွေးရှိတယ်။အဲ့ဒီပွေးအတွက်ကလည်းကစားသမားတွေအဖိုးကဒံရပြက်တနာအင်ဂျူပြက်တနာမဖြစ်ဖို့လိုတယ်။ဒီကြားထဲမှာကျွန်တော်တို့လက်ကျန်ပရီးမီးယားလိ3ပွေးလောက်ရှိတယ်။ဒီပွေးပြီးလို့ရှိရင်ရှက်စီနဲ့ကစားမယ်။ဆိုတော့ကျွန်တော်တို့အတင်းကပေါ့ဗျာအဲ့ဒီမတိုင်ခင်မှာအခုပွေးစဉ်တွေမှာကစားသမားတွေရဲ့ဒံရပြက်တနာ လုံးဝ မကြုံရဖို့လို့ဒီအခုဆိုရင်ဒီလေးကစားသမားဖြစ်သူအနေနဲ့ယူပါလိုက်ဖိုင်နေမှာပါဝင်ကစားဖို့တော့သူမသေးချသေးဘူးဒါပေမဲ့အတင်းဘက်ကတော့ကျွန်တော်တို့ option နေနဲ့ကြီးညာလာကြီးမရှိသေးဘူးဘလို့ပဲပေါ့ listeno martine တို့ဆိုရင်လေထွန်နေလည်းကောင်းပါပဲအတင်းဘက်ကဒီကစားသမားတွေအကြီးကြီးတွေပွေးစီနေမှာဆိုရင်ကျွန်တော်တို့ပါဝင်နိုင်ခြင်းမရှိဘူးဆောင်ကြည့်ရမှာပေါ့ဒီနေ့ဆိုရင်လေကိုတွေအတင်းအတွက်ကတော့အဲ့လောက်ကြီးတော့ရေးမကြည့်တော့ပါဘူးဘာကြောင့်လဲဆိုရင်ကိုတွေက premier league မှာ10မဆင်တော့ဘူးပေါ့ဗျာ ဒါပေမဲ့ဆရာသမားတို့ရဲ့အုတ်ထွက်ပုံမှာပြည်သက်9000ကျော်ရှိတဲ့အနေအထားတစ်ခုမှာကျွန်တော်အတင်ကတော့9သိန်း9ထဲတဲ့ပွဲကိုတော့ကျွန်တော်နိုင်ရမှာဝက်ဆန်ဆိုတော့ကဆင်းဆက်ခုနှစ်မှာရှိနေတယ်ကျွန်တော်ဒီပွဲကိုနိုင်ခဲ့လို့ရှိရင်အဆင့်တစ်ခုတက်ဖို့အနေအထားတစ်ခုကျွန်တော်တွေ့နေရတယ်ဒါကြောင့်ကိုသိန်းဖက်ကပေါ့ဗျာဘလို့ပဲဟိုပရီးမီးယားလိမှာချင်းနေစိုးသည်ဆိုတော့ညာလဲအရင်ပွဲစီမှာရလဲမကောင်းမှုဆိုတော့ညာလဲဒီနေ့ပွဲစီမှာကျွန်တော်တို့ကတရေဖြစ်ဖြစ် အနိုင်ဖက်ကိုဥတည်ပြီးတော့ကစားနိုင်ခင်းမယ်ဆိုရင်စိတ်တဲပိုင်းတစ်ခုတော့တက်ကြွဖို့ရှိနေတာပေါ့ဗျာဆိုတော့စာသမားတွေညီကတို့အနေနဲ့ဘလို့ခင်မဲမကြလေဒီနေ့ပွဲကိုကျွန်တော်တို့အတင်ဘက်ကလူစုံတက်စုံနဲ့ရှိတဲလာဖို့ရှိမလားကစားသမားတွေအထင်းမှဆိုရင်လူငယ်ကစားသမားတွေအဓိကကစားသမားတွေနဲ့ကျွန်တော်တို့ရောထွေးပြီးတော့ပွေထုတ်လာမလားဆိုတာကျွန်တော်တို့တောင်းကြည့်ရမှာပေါ့ဗျာကျွန်တော်ဗီဒီယိုဆောင်ပြောခဲ့သလိုပါပဲမင်းညာပိုင်းလောက်ကဆိုရင်ပွေးကြုံ30ရက်ဗီဒီယိုတင်ပေးထားတာရှိတယ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ ဘသူတွေပွဲထွက်လာဖို့ရှိမလဲဘေကစားသမားကပါဝင်လာဖို့လည်းရှိမလဲဆိုတာကျွန်တော်ရဲ့ YouTube channel မှာဗီဒီယိုတင်ပြထားတာရှိတဲ့အတွက်ညီကတို့မကြားသေးဘူးဆိုရင်တော်ရောက်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါရစေဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြအောင်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ